ားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးသူမင်းဝေဟင်ရေးသားထားတဲ့အတမြင့်ပြိုကမ်ပါအိုဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်အတမြင့်ပြိုကမ်ပါအိုနေချောင်းဆက်တက်မယ်မတက်ဘူးဆိုတာကိုတော့ဘာမှမပြောချင်ပါဘူးဒါပေမဲ့လုံနေတဲ့အလုပ်ကနေထွက်လိုက်တယ်ဆိုတာတော့စိုးတာပေါ့ငါတို့ပတ်ဝန်းကျင်ဆိုတာကနေသိတဲ့အတိုင်းလေး အမကကျွန်တော်ကိုပြောလာသောစကားကိုဆက်မပြောဘဲသူမလှုပ်ရှားကိုသာဆက်လုံနေသည်အဖေကမူသူ့အလုံနှင့်သူထုံးစံအတိုင်းအလုံရှုံနေစေအမပြောသောပတ်ဝန်းကျင်ဆိုသည်ကိုကျွန်တော်သိပါသည်ကိုမင်းကအခုချိန်ထိကြောင်းမပြေးသေးဘူးလားဘွဲရီတစ်ခုပြီးတစ်ခုယူပြီးဘာလို့မလုပ်လဲမတည်တဲ့ဖြစ်မေးခြင်းဆက်စုရဲ့မေးခြင်းရွေးချင်တယ်လို့လို့မေးခြင်း မြေသည့်အတွက်ကြောင့်မေးကြသည်မသိတော့လေဖြေစရာအဖြေကကျွန်တော်အတွက်အဆင်သင့်ရှင်းမနေခင်အသက်လည်း30ပြည့်တော့မယ်ကြောင်းမပြည့်သေးဘူးဆိုတော့ကြောင်းသားပဲလှုပ်ရှားနေတော့မှာလားမေးလာတော့မေးခွန်းများ၏အောက်တွင် အမှန်စင်စစ်ကျွန်တော်အတွက်တော့ဖြေစရာအကြောင်းမရှိခင်ကျွန်တော်လှုပ်တော့ကိစ္စတစ်ခုသည်ပထမဦးစွာကျွန်တော်အတွက်မှန်နေရမည်ဤသို့ဆိုလျှင်အတော်အသင့်ပြည့်စုံပြီဟုလည်းကျွန်တော်ထင်ခဲ့သည် ဤဒီမှာဟိုစင်ကအတွေ့တခု အမှန်တကယ်လက်ရှိဘဝတွင်မူတခုခုကိုစဉ်းစားမိပြီဆိုရင်ဆုံးပြတ်ချက်တော့ကမပြတ်သားခြင်းအလောတခုဤနောက်ဆက်တွဲတွင် ဟုံးမဟုတ်ပါမလားဟုသောအတွေ့မြင်တို့ကဝေဝါဒများစွာကန့်ညင်နေစဉ်ပတ်ဝန်းကျင်ကို ကြည့်မိသည်လားကိုကုတ်ကိုကြည့်သည်လားတေချာမသိနိုင်တော့လဲပု္ပ္ပစာတပုတ်ဤနောက်တွင် အဖြစ်တစ်ခုကို အစဉ်သင်မထုံနိုင်ခဲအယွယ်နှင့်ပညာဤနောက်တွင် ရဲရင်ပြသားနိုင်ခြင်းဆုံးဖြတ်ချက်တစ်ခုကပိုပြီးခိုင်မာလာရမြင်မှန်တော့လေကျွန်တော်အတွက်မူပြောင်းပြန်ပင်ဒီတိုင်အောင်ကို့အတွက်ကိုပဲကြည်ပြီးကြောင်းနေမပြေးနိုင်မစည်းနိုင်တနေသူဟုဆွဆွဲခံရသေးသည်ပင်အဖေရဲ့ကျမကြီးလည်းနေသည်အဖေကထွထွထူထူဘာယောဂါမှမရှိပေမဲ့နေသည့်တဲ့အတိုင်းဘယ်ကိစ္စကိုမှတ်မိတော့လို့လဲစားရတော့တာ အပေါ့လေးစွန့်တာကအစာငှတောင်ဝင်မယ် နင်းကိုကြောင်မတက်စစ်ချင်တော့တာကလည်းဒီကို ပြန်လာစစ်ချင်တာတော့မဟုတ်ပါဘူး။နင်းရန်ကုန်မှာပဲနေချင်နေပါ။ဒါပေမဲ့နင်းအလုပ်တစ်ခုတော့အသေးစားလုပ်သင့်နေပြီ။အမပြောလင်အဖေကိုတချမ်းငယ်ချင်မိပြန်သည်။အဖေကမူအေးအေးလူလူပင်သူ့တန်တစ်တာထဲမှာအဝတ်စားတချို့ကို အပြင်ဆွဲထုတ်လိုက်ပြန်ထည့်လိုက်ဖြစ်အလုံရှုံနေသည်။ကြံနေအကူနှစ်ယောက်မှမူလူပြိုလူလွတ်တွေဆိုတော့လေအိမ်မှာရှိမနေကြ မောင်နှမ၅ယောက်မှတူထဲသောအိမ်အောင်ကြနေသူကျွန်တော်အထက်ကအကိုကတော့ဒီမြို့လေးထဲမှာပင်တီးခြားအိမ်တလုံးနဲ့မောင်နှမတွေထဲမှာအမားကအကြီးဆုံးဖြစ်ပြီးကျွန်တော်ကအငယ်ဆုံးဖြစ်သည်အဖေကသူ့ပင်စစာအုပ်ကိုပဲတူတရာရှိနေတာလေပင်စစာအုပ်ထဲမှာရှိနေတဲ့ပတ်စံကတောင်းကနန်းတော်မရှိပါဘူးဟဲ့ အဖေကိုအများကပြောသလိုတငယ်ပြန်နေတယ်လို့တော့မပြောရပါဘူး ဒါပေမဲ့အဖေကသားသမီး9ယောက်နဲ့သူ့ပင်စစ်စာဥကလေးကလွဲလို့ဘာမှကိုမမှတ်မိတော့တာတော့အံ့ဩစရာပဲအမကကျွန်တော်ကြောင့်ကိစ္စမှသည်အဖေကြမှာရည်သူစကားလမ်းကြောင်းပြောင်းသွားသည်တကယ်တမ်းတွင်ကျွန်တော်ကမနှစ်ကနားထားသော PHC ဘွဲ့အတွေ့အကြောင်းဆက်သက်မည်ဆိုသည်ကိုအမကလွဲ၍မိသူကိုမှမပြောဖြစ်ခဲ့သည် အဖေကမှကျွန်တော်တို့ပြောနေသောစကားတွေကိုကြားနေနိုင်တော့လဲလုံးဝမသိသူပြီးပြီးစိတ်ဝင်စားဟန်မပြားကြောင်းဆက်တဲ့ရန်အမကိုတိုင်ပင်မိသောစကားကိုမှအကောင့်ထဲမပေါ်ဘဲအဆုံးသတ်ခဲ့ရလေသည်ကျွန်တော်ယူဘဗေဒမိကြဖြစ်မဟာသိပ္ပံပွဲယူပြီးခါစားကပင်အမေဆုံးသွားသည်ထိုစဉ်က အဖေကပင်စင်ယူပြီးဖြစ်တော်လဲယခုကဲ့သို့မဖြစ်သည်ကျွန်တော်ဘဝကထို့အချိန်ထိအပူအပင်ကင်းမဲ့သည်ဟုပင်ဆိုရမည် အမေမရှိတော့တော့လဲကျွန်တော်ကိုချစ်တော့အဖေက ကျွန်တော်နားမှာမာမမမရှိနေလေသည်အမှန်အတိုင်းဝန်ခံရလျင်ပညာရင်းနဲ့ပတ်သက်ပြီးကျွန်တော်မှာရည်ရွယ်ချက်အကြီးကြီးဖြစ်ရှိမနေခဲတပွဲပြီးလျင်နောက်တပွဲတရန်အမှတ်မိခြင်းသည် ကျွန်တော်ကြောင်းဆက်တက်ဖြစ်ခဲ့ခြင်းဤအကြောင်းအရင်းဖြစ်နေပြီးမြေသည့်အစင်ထည်တက်မည်ဟုလည်းမရှိခဲသို့သောရောက်ရအရမရမ်းမနေခြင်းသည်စိတ်သည် အတန်းတွင်ကြီးလာတာနှင့်အမျှကျွန်တော်ကိုဆိုးရွားစွာနှိပ်စက်လာသည် ခေကာလအရင်နေ့မြောက်နိုင်ရသော အခြားလုပ်ငန်းများနှင့်အပြိုင်ပညာရေးတွင်လည်းစိန်ခေါ်မှုများကအတုံအယုံကုန်ကြငွေဆိုသည်များကမြင်းပြေးခြင်းဒီရတက်ခြင်းတို့တဲ့ညံနှောင်းက ပြင်းလွန်လျာလက်လန်းမမိတော့ပဲလမ်းတဝမှာတဖုတ်ဖုတ်ပြုတ်ကျန်ခဲရသည်တငယ်ချင်းတွေဆိုသည်ကလည်းအဆုလိုက်အပြုံလိုက် ကျွန်တော်၏နောက်ခံအခြေအနေတချို့ကသူတို့ထက်အနည်းငယ်များတာလျာသူတို့လိုလဲပညာရေးကို တိခနဲ့ဖျက်မချနိုင်ပညာရေးကိုနောက်ဆန့်တင်ဖြစ်တဲ့ကဲသို့လုံမိသည့်အပြင်က အလုပ်တွေမှန်မများကြတော့လဲစိတ်နှစ်ထားနိုင်မှုတွေနေပါလာရအောင်မြင်မှုဆိုတဲ့နဲ့အလွဲလွဲအချက်ချောဖြစ်ခဲ့ရသည်မဟာသုတေသနာတန်ပြီးလင် PhD ဝင်ခွင့်ရပါလျက်အကြောင်းအမျိုးမျိုးကြောင့်ကျောင်းဆက်မတက်ဖြစ်ကြပဲတက္ကစီဒရိုက်ဘာဖြစ်ကုန်ကြသူတွေ့ ဟိုကုမ္ပဏီဒီကုမ္ပဏီမှာဝင်လို့ရင်အလုပ်တစ်ခုပြီးတစ်ခု ပြောင်းနေကြသူတွေလဲကျွန်တော်အတိုင်အဝိုင်းမှာအပုံအပင်တငယ်ချင်းငါတို့နဲ့တက္ကသိုလ်မှာဆိုတော့လစာအပြင် အခြားလဲဘာမှမျှော်လင့်စရာမရှိဘူးကွာအဲ့ဒါကြောင့်ရန်ကုန်နဲ့နယ်နိမိတ်မှာရှိတဲ့တက္ကသိုလ်တစ်ခုခုကိုပြောင်းရဖို့ကိုပဲဖះမှာနဘူးနစာလုပ်နေရတယ် ကျူတာဝင်လောက်ကနဲ့တက်ကတော်တွေရောက်ကုန်ကြသူများ၏အတန်များကလည်းညင်းချင်းတွေအပြုံလိုက်နှင့်ခိုရေနှင့်နင်လာငါလားတဖက်ကကြည့်လင်ចောင်းတက်ကရန်ကုန်တက်ကတော်မှာဖြစ်နေသည်ကျွန်တော်တို့သည်လည်းဘာအတွက်ចောင်းဆက်တက်နေကြသလဲဆိုသည်မေကွန်းအောက်မှာတရားဖိုးမေးရာဆယ်မှတ်ဖိုးတော်မဖြစ်နိုင်သည့်ចောင်းသားများကဲ့သို့ဦးလင်းလင်းသေးစားဒီကကျွန်တော်ကအဖြစ်မရှိသည့်မိကုံကိုကိုယ်တိုင်ထုတ်ကြည့်နေချင်တာဖြစ်သည် တည်မိတဲ့ဖျားလင်းတာမနာချင်ဘူးဆိုတော့ရှောင်းလက်ချက်တွေမြည်ခဲ့တော့ပေးပြီးစိတ်ဓာတ်တွေကိုမြည်တော့ခွန်အားတွေနဲ့ကြားကန်ထားတော့လေစုပ်လဲစုစားလဲယူတကယ်တို့များဖြစ်နေသလားဟုကိုကိုကိုပြန်ပြီးစမ်းစစ်ကြည့်နေကြတာကလည်းအကြိမ်ကြိမ်မို့မောပန်းလှစွာ ရှာပင်ထွက်ချင်နေပါပြီသူများထက်လဲပိုတိချင်းပိုတက်ချင်းတဖန်ဝရိယလည်းမရှိဆိုသည့်ကောင်းသည်ကျွန်တော်လိုကောင်းမဆစင် ပေးဆက်မှုပေါင်းများစွာဖြင့်အသေးအချာချိန်ဆက်ပြီးရင်းနှီးခဲ့ရတဲ့တိုင်အောင် တခါတရံရလက်တွေကတူတန်မျှတမှုရှိမနေခဲ့တို့တော်တို့တော်လဲချစ်ကောဖတ်တွေ့ထားမိခဲ့သည့်နေရာလေးတစ်ခုကိုမူကျွန်တော်အလွယ်တကူဖြတ်တောက်မပြနိုင်ခဲ့ပါ ထို့အတွေ့ရင်ဆိုင်နေရသောအဝန်းအဝိုင်းသည်ကျွန်တော်ကိုယ်တိုင်ဖန်တီးမှုမှပေါက်ဖွားလာသည်ဟု ဆိုပြန်လည်းမှာမြင်မထင် အဖေသာခွန်ကြွတဲ့ဓမင်းစားလို့ကောင်းရလားအေးကွာငါသာခွန်ကြွတာတတော်ကောင်းနေမင်းအမကြတော့တခါတခါစိတ်မရှိတတ်ဘူးကွာငါပါဇက်ကိုများကွာစပားချွေဆက်တဲ့ကောက်လန်းတွင်ပြစ်ထည့်နေတယ်လို့ဟာဟာဆိုပြီးဓမင်းတွင်တလုတ်ပြီးတလုတ်ပြစ်ထည့်နေတော့တာအဖေပြောသည်ကိုနားထောင်ပြီးကျွန်တော်ပြုံမိသည်အဖေကမူတကယ်ကိုကလေးလေးတယောက်လို ဖြစ်သွားလိမ့်ပြီကလေးကဲ့သို့သူ့ကိုထမင်းခွန့်သူအားအကောင်ပြောမည် ပြင်းလင်နောက်တယောက်ကိုအတင်ပြောမည်ထိုးစားသည်ကအဖေကအားလုံးလူလူကိုသတိမရတတ်တော်လဲကျွန်တော်တို့မောင်နှမ၅ယောက်ကိုမူအားလုံးမှတ်မိနေခြင်းဖြစ်သည် ကျွန်တော်အထက်မှအိမ်အောင်တဲ့အကိုအိမ်ကိုလည်းခဏခဏသတိရနေတတ်သေး၍တခါတရံလိုက်ပို့ရတတ်သေးသည် အိမ်မှာအမမရှိရွယ်အဖေနှင့်နှစ်ယောက်တည်းမို့အဖေကိုထမင်းကျွေးကစကားပြောကြည့်ချင်လာသည် အဖေသားမိမ့်မယူရင်ကောင်းမလား ကျောင်းဆက်သက်ရင်ကောင်းမလားဖေဟာငါသားရမင်းမိမယူဖို့စောပါသေးတယ်ကွအဖေတော်မယူသေးတဲ့ဟာကိုမင်းကျောင်းကဆက်သက်မင်းတို့အရွယ်ဆိုတာနောက်ထပ်ဆယ်နှစ်လောက်တော့ကျောင်းဆက်သက်တင်နေဟာဟာဒီတခါတော့ကျွန်တော်အတန်ထွက်အောင်ရည်မိပါသည်အသက်30မိုးကျောင်းဆက်တဲ့ရန်အမကပင်ခွင့်မပြုချင်တော့တော့ကျွန်တော်ကိုအဖေကငယ်သေးတဲ့ နောက်ထပ်ဆန်နဲ့လောက်ကြောင်းဆက်တလိုက်ပါအောင်နဲ့ဒါပေမဲ့မင်းရန်ကုန်မှာအကြာကြီးတော့မနေနဲ့ကွဒီမျိုးကရန်ကုန်နဲ့ဘာဝေးတာမလို့ဒီမျိုးကိုတော့ခဏခဏပြန်လာခဲ့ကြားလားပြီးတော့ငါသားကိုအဖေပြောစရာရှိသေးတယ်အဖေကကျွန်တော်အာပြောနေသည့်အတန်ကိုရုတ်ချီးနှိပ်ချလိုက်ပြီးမျက်ဝန်းအိမ်တွင်လှုပ်ရှားကပတ်ဝန်းကျင်ကိုလည်းဝေ့ကြည့်လိုက်သေးသည် ိမ်ထဲမှာကျွန်တော်နှစ်သူနှစ်ယောက်ထဲမှာစိတ်ချသွားသည့်ပုံစံဖြင့်စကားပြောရန်ဟန်ပြင်သည်အဖေမှရှိတဲ့ပင်စင်စောင်းအတွက်လည်းအဖေစိတ်မချဘူးကွာဗျာကျွန်တော်နှုတ်မှဗျာကနေဖြစ်သွားသည် အဖေပြောနေပုံသည်တကယ်ကိုစိုးရင်တကြီးဖြစ်နေသည့်ပုံစံအဖေအင်ကြီးအိတ်ကထဲမှရှိနေသော ပင်စင်စာအုပ်ကို လက်ကလေးတစ်ဖက်ဖြစ်ဖီကား ဘေးဘီဝဲရာကို ကြည်နေပုံက အမှန်တကယ်ပင်ကြည်ကန်းတောင်မြောင်းအဖေကသူ့ပင်စင်စာအုပ်လေးကို ဆွဲလန်းသည့်အကြောင်းအမပြောစဉ်ကအတီသာတို့တော့အဖေဒီမျှလောက်ဖြစ်နေလိမ့်မည်ဟုကျွန်တော်မသိခင်မင်းအကူနှကောင်ကဘာမှအာကိုလို့ရတာမဟုတ်ဘူးအပြင်သွားပြီးအလေလိုက်နေကြတဲ့ကောင်တွေအိမ်မာကမင်းသိတဲ့အတိုင်းမင်းအမနဲ့အဖေကနှစ်ယောက်တည်းမတော်အဖေပင်စစ်စာအုပ်ကိုဓမြဝင်တိုက်ပါပြီတဲ့ ဘယ်လိုလုပ်မလဲကဲမျက်လုံးအဝိုင်းသားနှင့်ပြောလာသည့်အဖေပုံကအမှန်ပင်အားငယ်နေသည့်ပုံအဖေဟန်အဖေအမူအရာများကိုကြည့်ပြီးစစောကကဲ့သို့ရောက်တဲ့ရရာစကားတွေလည်းမပြောချင်ပါအဖေအတွက်တော့ကတခုဖြစ်နေသည့်မြေတို့မြတန်ဖိုးမများလာတော့အဖေပင်စစ်စောင်းလေးအတွက်သာကျွန်တော်စိတ်မတက်မသားဖြစ်ရသည်ဒါကတော့နေ့အတွက်နောက်ဆုံးလက်နက်ပဲကိုမင်း တကယ်တမ်းနင်ចောင်းဆက်တတ်ချင်တယ်ဆိုတော့လေငါစိတ်မကောင်းပြန်ဘူးနင့်အကိုရေကသိရင်ငါ့ကိုတမျိုးပြောအောင်မယ်ဒါကြီးကတော့ဖြစ်ပါမလားဟာတော့ကြအဖေတိတော်မှဖြင့်အဖေတိလည်းဘာမှဖြစ်မှာမဟုတ်ဘူးနင်လည်းသိတဲ့အတိုင်းအဖေကသူ့ရဲ့ပင်စစအုပ်ကလွဲလို့အခြားသူရဲ့တမိုးကြီးပစ္စည်းတွေလည်းဘာတကူမှသိတော့တာမဟုတ်ဘူးနင်ကចောင်းဆက်တတ်ချင်တာပဲတကယ်တမ်းတော့ငါလည်းမတားချင်ဘူး ဒီပစ္စည်းကအဖေငငယ်ကပစ္စည်းဆိုပေမဲ့အဖေလက်မှတ်မိတော့တာမှမဟုတ်တာဒီပစ္စည်းကတကြက်ခွဲထားတောင်ရှိတာဆိုတော့နင်းရဲ့ pH တင်နန်းတစ်နှစ်စာတော့ရမှာပေါ့နင်းကလည်းចောင်းဆက်တက်ချင်တာကိုငါမှလည်းဒီနေ့ပဲရှိတော့တယ်အမကကျွန်တော်ပြန်ပြောစရာစကားတစ်ခွန်းတစ်စားကိုတော့မှခြံရစ်မထားခဲ့ပါပဲ။သူပြောချင်သည့်စကားကို တာကြိုးကြတကယ်တော့ဒလဟောပြောလေသည် အမလှမ်းပေးသောအဖေရွှေကျဲသည်တစုံကတော့အမလက်ထက်မှာတလှုပ်လှုပ်တရံရံအမပေးသည့်ရွှေကျဲသည်ကိုလှမ်းယူလျက်စိတ်မလုံစွာအဖေကိုလှမ်းကြည့်ရာ အဖေကမူထုံးဆက်အတိုင်းသူ့ပင်စင်စာအုပ်လေးတကိုင်ကိုင်နှင့်အလုံရှုံနေသည်တစ်ချက်တစ်ချက်တော့ကျွန်တော်တို့စကားဝိုင်းဖက်ကိုအဖေကလှမ်းကြည့်နေတတ်သည်ငါတရားသလိုမှဖြစ်ပါမလားအမရာအမလေးဟဲ့ငါရှေ့မှာရုပ်ရှင်လာရနေပြန်ပါပြီ။ နင်လဲပညာတတ်တယောက်ပဲနင်ကြောင်းဆက်တက်ဖို့ဆုံးဖြတ်ပြီးပြီပဲဘာမှတွေ့ဝဲမနေနဲ့ဒါနဲ့နင်ကကြောင်းတော်မတက်သေးပဲနဲ့ဂျာနဲ့အလောက်ကနေဘာလို့ထွက်လိုက်ရတာလဲအမားကကျွန်တော်စိတ်မကောင်းမှဆိုရင်လိုလာတော့မသိဘူးစကားလမ်းကြောင်းကိုတိတိတတလွှဲပြီကျွန်တော်ကလည်းရန်ကုန်မှာဝတ္ထုတော်လေးပါလဲရေးသည်စာရေးစရာဖြစ်ရာကျွန်တော်တဲ့စီနီယာကြသည်အမတယောက်ကဲ့သို့ရင်းနှီးနေသည်ဝတ္ထုတော်ရေးဆရာမတယောက်ဤဆွဲခုံမွန် နောက်ခင်မေရင်းနှီးသည့်တငယ်ချင်းဒါရိုက်တာတယောက်ဤအားပေးမှုတို့ဖြင့်ကျွန်တော်ဝင်လုပ်ခဲ့သောဂျာနယ်တစ်ဆောင်မှတာဝန်ခံအက်ဒီတာရာထူးကိုနှုတ်ထွက်လိုက်ခြင်းအားအမကပြောနေခြင်းဖြစ်သည် အမပြောလာသောစကားကို ကျွန်တော်ကခွန်းတော်မပြန်မီကျွန်တော်လှုပ်ရက်သည်တဘာသူအတွက်အတတခုများဖြစ်နေသလားဟု စိတ်မသက်မသာစွာတွေးနေမိသည်ကျွန်တော်လှုပ်ရက်ကအတတခုပင်ထားပါအောင်နော် ထိုအတများဤလမ်းဆုံးမှာကျွန်တော်အတွက်နေရာတစ်ခုဆိုသည် ရှိနေပါမလားအနာဂတ်အတွက်မသိချာလာသည်ပင်လယ်တစ်ခုထဲကို စီးဝင်ဖို့အတမြင့်ပြိုသည် ရှိသည်မခွန်အားလေးတွေအစင်သည့်ဆုစီပြီးဖြစ်လေသည်ဒီတစ်ခေါက်ရွာကနေရန်ကုန်ကိုပြန်ရမင်းညတွင် ကျွန်တော်လုံးလုံးအိတ်မပြောခဲအိမ်မပြောခဲ့သည့်အကြောင်းအရင်းတွင် အဖေရွှေကျဲသည့်ကိစ္စနှင့်ကျွန်တော်ចောင်းတက်ရန်ကိစ္စကအဓိကဇက်ကောင်ဖြစ်နေသည် တစုံတစ်ခုသည်ကျွန်တော်ရင်ထဲတွင်တင်ကျပ်နေသည် ကျွန်တော်တို့မြို့မှာမိုးမလင်းခင်ကားကိတ်တို့ဆင်းမှလဲရန်ကုန်ကိုရောက်ချိန်အဆင်ပြေသည် မနက်၄နာရီကားကိတ်ကိုဆင်းဖို့ရညကလေးကအိတ်မပြောနိုင်ပင်တနားရီတစ်ခါဆိုတကယ်တော့နာရီကိုသာထပြီးကြည်နေခဲ့မိသည်ယခုမနက်၄နာရီမထိုးခင်ကျွန်တော်ထပြီးပြန်ဖို့ပြင်ရာအိမ်ကလူတွေကတော့တရှူးရှူးနဲ့အိတ်မောကြနေတော့ ကြောပိုးအိတ်ကိုလွဲလက်ဆွဲတလုံးကိုဆွဲပြီးကျွန်တော်ကအိမ်တကားကိုအသာလေးဟပြီးပြန်ပိတ်ကားအိမ်အောက်သို့ဆင်းခဲ့သည်ခြံတကားနှင့်အိမ်ကအနှဲငယ်လှမ်းနေသေးသည်ခြံထဲကနေကောင်းကင်ပြင်ကြီးကိုလှမ်းကြည့်မိတော့လားဆုပ်ရက်မှုလားမသိလကွယ်ကွယ်ကကောင်းကင်မှာတာနေသည်ချွတ်ချွတ်အလေးရောင်မြင့်မြင့်လေးအောက်မှာအိမ်ပေါ်မှဆင်းလာသောလူရိပ်ကိုတွေ့ရသည် မတက်ရနေသည်မို့လှမ်းအကြည့်မှာဘယ်သူဘဝဆိုတာချက်ချင်းမသိခွင် ကျွန်တော်ရန်ကုန်ပြမှာမို့ကျွန်တော်အကူနှစ်ယောက်ထဲမှာတယောက်ယောက်ကကားကိတ်လိုက်ပို့သည်လားဟဲ့ကောင်ငါသားခဏနေအောင်ဟာအဖေအဖေကအတန်ခါအုပ်လေးဖြင့်ကျွန်တော်ကိုအတန်ပြူသည်အဖေဆိုတော့အတိကျရွှေကြည်တီထည့်ထားတော့ကျွန်တော်ပတ်ဆိုင်အိတ်ကိုရောင်ရမ်းဆမ်းမိသည် မနေ့ကအမပေးလိုက်သောရွှေကျဲသီးကိုများအဖေမြင်သွားသလားအဖေဟာအချိန်အနည်းတစုံတရာကိုများရိမ့်မိသွားသလားနေအောင်ကွာအဖေပြောစရာရှိတယ်အဖေကကျွန်တော်ကြားတာယုံအတန်တိုးတိုးလေးကိုပြုလို့ကျွန်တော်နားကိုရောက်လာသည်လာရောက်မြင်မြင်လေးအလင်းနုနုအောင်မှမြင်နေရသောအဖေမျက်နှာပြောနေသလားမင်းကမင်းအမနဲ့မင်းပြောနေကြတာအဖေအလုံးကြားရတယ်ကွာ ဘာတဲ့ငါသားကြောင့်တတ်မလို့ဆို ဟုတ်တယ်မို့လားဟုတ်ဟုတ်ပါတယ်အဖေအဖေမေကွန်အောင်မှာကျွန်တော်စကားတန်တွေက အထစ်ထစ်အငုံငုံအဖေကအားလုံးကိုသိနေပုံရသည်သို့ဆိုရင်အဖေက သူ့ကျယ်သည့်အတွေ့ကျွန်တော်နောက်ကိုလိုက်လာသည်ပုံဒါဆိုကျွန်တော်ပြန်ပေးလိုက်ရတော့မည်ပုံကျွန်တော်ចောင်းဆက်တက်ဖို့ကိစ္စတရင်ကအတွင် ကျွန်တော်အာယုံတွေ၆ဆားကုန်သည်ငါသားကလည်း ပညာတတ်တာဆိုတဲ့နှုံလုံးအလုံးလိုက်တာကွာမင်းမမင်းကိုပေးနေတဲ့ကျဲသေးကဘယ်တော့တောင်မရှိမှလဲကွာငါးချက်တစ်စက်လောက်တိုင်မဲဟာကိုအရေးအရာလုပ်နေတယ်ဒီမှာငါသားအဖေမှအဲ့ဒီထက်တံပိုးအများကြီးရှိတဲ့ပစ္စည်းရှိတယ်ဒါမှငါသားចောင်းဆက်တက်လို့ရမှာပေါ့ရော့ရော့ယူသွားဒါကိုအဖေပေးလိုက်တာမင်းအကိုအမတွေမသိစင်နဲ့ကြားလားဒါဟာမင်းအတွက်အဖေအမွေပဲငါသား ကားချိန်နင်းနေပြီမြင်မြန်သွားတော့သူတို့မသိအောင်အဖေလည်းပြန်အိတ်လိုက်အောင်မယ်အဖေကပြောပြီးပြီးချင်းကျွန်တော်လက်ထဲကိုပစ္စည်းတစ်ခုထည့်ပေးလျက်ကလေးငယ်တယောက်ကဲ့သို့တော်လက်စွာအိမ်ပေါ်သို့ပြန်တက်သွားသည် အဖေပေးလိုက်သောပင်စင်စာအုပ်လေးကိုချစ်ချစ်ပါအောင်ကင်လျက်ကားတက်များ၏တူရှုဖက်ကိုကျွန်တော်ခြေလှမ်းယူလိုက်သည် ပင်စင်စာအုပ်လေးပေါ်ကျသွားတော့ကျွန်တော်မျက်ရည်များကုန်မှုရောင်နီတွေပြုတ်အံတက်မလာသေးတော့လာရောင်ကလေးအလေးနုနုအောက်တွင် လောကကြီးကလည်းမြင်တွေ့လိုက်မည်မဟုတ်ပါနောက်ဆုံးမှာတော့အပြောကျယ်၍အဆုံးရှိသောပင်လယ်ထဲသို့စီးဝင်ဖြတ်တန်းရန်အာတာမြစ်ပြိုကျွန်တော်ကတော့ကမ်းပါအိုတစ်ခုကိုခွာခဲရပြန်သည်လေဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးသူမင်းဝေဟင်ရေးသားထားတဲ့ အတာမြစ်ပြိုကမ်းပါအိုးဆိုတဲ့ဝိတ္တတော်လေးပြီးဆုံးလို့သွားပါပြီရှင်။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။